စကိုင်းတိုင်းကောလင်းမြို့နယ်ကိုစစ်ကောင်စီကဒီနေ့ဧပြီ17ရက်မနက်ပိုင်းမှာလေကြောင်းကနေထပ်ပြီးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကောလင်းခရိုင်အမှတ်တဲတပ်ရင်း KLPDF ကသတင်းထုတ်ပြန်ပါတယ်။ဒါဟာစစ်ကောင်စီကကောလင်းမြို့နယ်ကိုနှစ်ရက်ဆက်လေကြောင်းကနေတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ကောလင်းမြို့နယ်ရှေ့ချမ်းရွှေဘုံမြကျီနာလမ်းဘေးကတဲချောင်းရွာတက်ကိုဒီမနက်အစောပိုင်း3:40မိနစ်မှာလေကြောင်းကနေဘုံကျဲခဲ့တာပါ။မြေပြင်စစ်ရဲလှုပ်ရှားမှုတော့မရှိပဲ အရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်ခဲ့တာလို့ KLPDF ကသတင်းထုတ်ပြန်ပါတယ်။ဘုံသီးနှလုံးကျဲချတိုက်ခတ်ခဲ့ရမှာကျေးရွာအနီးလေကွင်းထဲတလုံးကြားရောက်ပောက်ကွဲပြီးထိခိုက်ပျက်စီးမှုအနှဲငယ်ရှိခဲ့တယ်လို့ဖော်ပြပါတယ်။ဒါ့အပြင်မနေ့ကနေကင်ပိုင်းမှာလည်းကောလင်းမြို့နယ်အင်ပင်လှကျေးရွာစာတင်ကျောင်းပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်လို့အသက်14နှစ်အရွယ်မိန်းကလေးတဦးသေဆုံးပြီး3ဦးဒဏ်ရာရခဲ့ပါတယ်။ အင်းတော်မျိုးကိုဆုံးရှုံးပြီးနောက်စစ်ကောင်စီကအင်းတော်ကောလင်ဝန်းတို့မျိုးနဲ့အတွင်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာပါ။ဧပြီ9ရက်နေ့မှာလဲကောလင်းနဲ့နေမြေချင်းနီးကပ်နေတဲ့ဝန်းတို့မျိုးနဲ့နန်းခမ်းချေးရွာစစ်ကောင်စီဟာလေကြောင်းပုံကျဲတိုက်ခိုက်လို့အရသား24ဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကိုကောလင်းဝန်းတို့နဲ့အင်းတော်တနေလုံးဂယုစိုက်ကြဖို့ဒေါ်လန်ရဲ့တပ်ဖွဲ့တွေကသတိပေးထားပါတယ်ရှင်။